ဆိုင်ဆိုင်နဲ့လက်မထပ်ဖြစ်ပေမဲ့ဆိုင်ဆိုင်ရဲ့ညမနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတိစောက်ထားတဲ့ဝင်းမွှေရီမိခင်မျက်ရည်ဝဲစေတဲ့လုံရက်လေးတစ်ခုလှုပ်ခဲတဲ့ဝိုင်းစုခိုင်သိန်းအကြောင်းကိုရှင်ဖွင့်လာတဲ့ဝိုင်းစုခိုင်သိန်းအမေဆက်ယုံဝန်ထမ်းတွေကပန်းနဲ့ခင်ပြီးကြိုတာခံရတဲ့အထိစိတ်ထားကောင်းလို့ချီကျူးခံနေရတဲ့ခိုင်သိန်းကြီးအမျိုးသားကိုခံနိုင် ဆိုင်ဆိုင်နဲ့လက်မထပ်ဖြစ်ပေမဲ့ဆိုင်ဆိုင်ရဲ့ညီမနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတိစောက်ထားတဲ့ဝင်းမွန်ရွှေကြီးပြတ်သောတဲ့အကျိုးတစ်ချောင်းကိုပြန်ဆက်ဖို့မကြိုးစားပေမဲ့အဲ့ဒီအကျိုးနဲ့ဆက်ဆံနေတဲ့တခြားရာတွေကိုတော့တန်ဖိုးထားသေးပါဒီစကားကအကယ်ဒမီဝင်းမွန်ရွှေကြီးရဲ့လက်ရှိလုပ်ရပ်တွေနဲ့ကွက်တီးဖြစ်နေပါတယ် ဝင်းမုံရွှေဤကချစ်သူအောင်ဆန်းဆန်းခန့်လိုက်ပါဝင်မဲ့တရုတ်နိုင်ငံကရုံးရှင်ပွဲတော်ခရီးစဉ်ကိုသူမကပြပြတသားညင်းပယ်ခဲ့ပါတယ်။ဒါကသူမရဲ့ခင်မုန်းတဲ့နဲ့လက်ရှိအိမ်ထောင်ရေးပေါ်မှာထားရှိတဲ့လေးစားမှုတစ္ဆာရှိမှုကို ပြသလိုက်တာကြောင့်ပြည်သက်တွေကဝိုင်းဝန်းချီးကျူးခဲ့ကြတာပါ။ဒါပေမဲ့တစ်ဖက်မှာကြတော့ဆန်းဆန်းရဲ့ညီမဖြစ်သူစိုင်းပိုင်ဆိုင်နဲ့အလားပါအရေးယာစေကန်အတွက်ကိုတော့ကီကီကရှေ့ဆုံးကနေကြောင်ညာပေးနေရတွေ့ရပါတယ်။ကြောင်ညာဗီဒီယိုလေးတွေရိုက်ပေးတာ၊ပရိုမိုးရှင်းပွဲတွေတက်ပေးတာ၊လှူဆောင်ပေးနေတာကိုကြည့်ပြီးတော့တချို့တွေကတော့အခုကို တော့ရှောင်ပြီးညီမနဲ့ကြတော့ဘာလို့ဒီလောက်ရင်းနှီးနေလဲဆိုပြီးမျက်လုံးထောက်ထောက်ကြည့်နေကြပါတယ်တကယ်တမ်းတေချာသုံးတက်ကြည့်မယ်ဆိုရင်တော့ဒါကဝိမွန်ရွှေရဲ့ professional ဆန်မှုနဲ့ရင်းကျက်မှုကိုပြသနေတာပါသူမကအတိတ်ကချစ်သူနဲ့ပစ္စုပ္ပန်ကမိတ်ဆွေကိုတေချာခွဲခြားထားပါတယ်ဆိုင်းဆိုင်နဲ့ဇလန်းပြတ်သွားပေမဲ့သူ့ရဲ့ညီမဖြစ်သူနဲ့တော့အမျိုးသမီးအချင်းချင်းခင်မင်မှုစီးပွားရေးအရာလက်တွဲမှုတွေကိုမပြတ်စီအောင်ထိန်းသိမ်းထားတာပါဒါအပြင်ဒီလိုလှုပ်ဆောင်ရတာကသူမရဲ့လက်ရှိအိမ်ထောင်ရေးတာယာခိုင်မြဲမှုနဲ့ကိုကိုကိုယုံကြည်မှု မြင်မာတာကိုသက်သေပြနေပါတယ်။ငါးစိတ်ကဖြူစင်တဲ့အလုံသဘောတသက်ပဲဆိုတဲ့ခံယူချက်ရှိလို့သာရီစာဟောင်းရဲ့မိသားစုနဲ့ပတ်သက်ဖို့ဝင်မလေးတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးအကိုဖြစ်သူနဲ့ခရီးသွားဖို့ညင်းပယ်ခဲ့ပေမဲ့ညမဖြစ်သူရဲ့လုပ်ငန်းကိုတော့စေတနာပါမှာအကူအညီပေးနေတယ်။ဝင်းမုံရွှေရဲ့သဘောထားကြီးမှုကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားကြပါဦးနော်။ ိခင်မျက်ရည်ဝဲစေတဲ့လောရက်လေးတစ်ခုလောခဲ့တဲ့ဝိုင်းစုခိုင်သိန်းအကြောင်းကိုရှင်းပြလာတဲ့ဝိုင်းစုခိုင်သိန်းအမေမင်္ဂလာပါပရိသတ်ကြီးဝိုင်းစုခိုင်သိန်းရဲ့မိခင်ကြီးတယောက်တမီးကြောင့်ဒီဇင်ဘာလမှာမျက်ရည်ဝဲနေရပါတယ်။ဒါကြောင့်လည်းလူတွေကတမီးဖြစ်သူဝိုင်းစုကပဲမိခင်စိတ်ဆင်းရဲအောင်လှုပ်လိုက်တာလား။ဓမ္မမဟုတ်သားမီးနှစ်ယောက်ကြားမှာလူမသိတဲ့ပြဿနာတွေရှိနေတာလားဆိုပြီးတော့သိကျင်နေကြတာပါ။တကယ်တော့ဒီမျက်ရည်တွေဟာဝန်းနေလို့ကြားတဲ့မျက်ရည်တွေမဟုတ်ပါဘူး။တမီးလိမ္မာလေးရဲ့ကျေးဇူးတည်တမှုကြောင့်ဖြစ်ပေါ်လာတဲ့ဂျီနူးဘီတီမျက်ရည်တွေပဲဖြစ်ပါတယ်။ င်းဒီနေ့မှတော့အချင်းရေးမှာကံမကောင်းရှာပေမဲ့မိဘပေါ်မှာတော့ထိတ်တန့်ကနေပြုစုဆောင်ရှောက်နေတဲ့ဝိုင်းစုကန်တဲ့ရဲ့ရင်ထဲကစေတနာအကြောင်းကိုပြပြပြီးတော့မှာပါဝိုင်းစုဟာသူ့ရဲ့မိခင်ကြီးအတွက်ကြီးရည်အတိမတ်ပြုလက်မှတ်ပါဝင်တဲ့တကယ်ကိုတန်ဖိုးကြီးမှလာတဲ့စိတ်လက်စွကြီးတကွင်းကိုကတော့လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ် ဒီလက်စွပ်ဟာကာလာတံပိုးအပြင်တိမ်ပေါင်းများစွာတိမ်ထောင်ချီတံပိုးရှိရလို့ဆိုကြပေမဲ့တကယ်တမ်းတံပိုးဖြတ်လို့မရတာကတော့ဝိုင်းစုရဲ့မြစ်တာပါပဲပရိသတ်တွေသိတဲ့အတိုင်းပဲဝိုင်းစုဟာတချင်းဆိုတဲ့ခါမှာအတန်ကိုအားကုန်သုံးပြီးတော့ဆိုလေးရှိသူပါအလုပ်တွေအရန်စူးစမ်းလုံးလုံးအတန်အိုးရီနောင်စေယုံတက်ရတဲ့အထိဖြစ်ခဲ့ပူပါတယ်အဲ့ဒီလိုပေးမဲမမန်းရှောက်ပေးထားတဲ့သူ့ရဲ့ချွေးနှဲစာတွေကိုကို့အတွက်မသုံးပဲမိခင်ကြီးပြုံးပြော်ဖို့အတွက်ရဲရဲရော်ရော်သုံးဆွဲခဲ့တာကိုတွေ့ရတဲ့ခါမှာ မိခင်ဖြစ်သူကတော့ PT ဖြစ်ပြီးတော့မျက်ရည်ဝဲခဲ့တာ ာမဆန်းပါဘူးလူတွေကဝိုင်းစုခိုင်တဲ့လို့ပြောလိုက်တာနဲ့သူ့ရဲ့အရှုပ်အရှင်းသတင်းတွေအခြေရေးကမကောင်းပုံတွေကိုတွဲမြင်တတ်ကြပါရဲ့ဟုတ်ပါတယ်ဝိုင်းစုဟာအချစ်ကြီးသူတယောက်ပါသူချင်းရတဲ့သူတွေပေါ်မှာဆိုရင်ပုံဩပြီးတော့ချစ်တဲ့ဂယူးဆိုင်တတ်တဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်ဒါပေမဲ့ကန်တရားကသူ့မဘက်မှာမရှိခဲ့တော့အိမ်ထောင်ရေးနဲ့အချစ်ရေးမှာစိတ်ထိခိုက်စရာတွေကြုံခဲ့ရပါတယ် ဒါပေမဲ့ဝိုင်းစုမှာထူးခြားတဲ့အချက်ကတော့သူ့ရဲ့ဖြူစင်တဲ့စိတ်ထားပါပဲ။အချိန်ရင်းမှာကံမကောင်းပေမဲ့သူဟာဘဝကိုအရှုံးမပေးဘဲသူ့ဘေးနားမှာအမြဲရှိနေတဲ့မိခင်အပေါ်မှာတော့အကောင်းဆုံးသမီးတစ်ယောက်ဖြစ်နေတတ်တည်ပြနေပါတယ်။လောကမှာယောက်ျားတစ်ယောက်ကိုစွန့်လို့ရတာလွယ်ကောင်းလွယ်နိုင်ပေမဲ့မိဘကိုတော့ဘယ်တော့မှဖြစ်ပေလို့မရဘူးဆိုတဲ့ခံယူချက်မျိုးဝိုင်းစုမှာရှိပုံရပါတယ်။ ဒါကြောင့်လေအပြင်လောကမှာဘာတွေဖြစ်ဖြစ်အိမ်ရောက်ရင်အမေကိုပြုံးအောင်ထားနိုင်တဲ့သမီးလိမ္မာလေးဖြစ်နေတာပေါ့။ဝိုင်းစိုးရဲ့စိတ်ထားဖြူစင်မှုကမိဘအပေါ်မှာတင်ရက်တက်မနေပါဘူး။အလူတန်းဆိုရင်လည်းဘယ်သူနဲ့မှမတူအောင်ရက်ရောတတ်ပါတယ်။ မကြသေးခင်ကပဲနမကြီးဖျားတဆူမှာတိန်300တန်ဖိုးရှိတဲ့ရေတန်းဆက်ကြီးကိုလှူဒန်းခဲ့ပါသေးရဲ့ကိုရိုင်းကအတန်အိုးနာနေတဲ့ဂျားကနေမနာမနေအလုံးလုံးရလာတဲ့ပစံကိုမိဘအတွက်တစ်မျိုးအလူတန်းအတွက်တစ်ပုံသုံးဆွဲနေတဲ့ဝိုင်းစုကိုကြည့်ပြီးတော့ပရိသတ်တွေကတကယ်ကိုစိတ်ထားပြေးွားတဲ့သူပါလားဆိုပြီးတော့ချီးကျူးနေကြတာဖြစ်ပါတယ် ဝမ်ဆွေရဲ့ဘဝပုံရိပ်ကသင်ငန်းစာယူစရာကောင်းပါတယ်။လူတယောက်ဟာဘဝရဲ့တဏှာဥပမာအချိန်မှကြာရှုံးကောင်းကြာရှုံးနိုင်ပေမဲ့အခြားတဏှာဥပမာမိဘကျေးဇူးဆက်ခြင်း၊တည်တက်လိမ္မာခြင်းမှာတော့ဆံပြပါ။ကေပရိသတ်ကြီးရဲ့မိခင်ကြီးကိုစိန်လက်စွပ်ကြီးဆင်မြန်းပေးပြီးတော့ဘာသာတရားကန်ဆိုင်ကစိတ်ထားပြုစင်တဲ့ဝမ်ဆွေခန်းတဲ့ကိုကြည့်ပြီးပရိသတ်တွေကရောဘလို့မြင်ကြလဲ။ဝမ်ဆွေဟာအချိန်ကမကောင်းပေမဲ့လူချင်းလူငယ်ပေါများတာကတော့သူ့ရဲ့ဒီလိုမျိုးတည်တက်လိမ္မာတဲ့စိတ်ထားလေးတွေကြောင့်ပဲလို့ထင်မိကြလား။ ောင်းမော့ဝိုင်းစုလိုမျိုးကိုရဲ့မိဘကိုအကောင်းဆုံးထားခြင်းနဲ့စန်တာလေးတွေရှိကြလားမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် က်ယုံဝန်ထမ်းတွေကပန်းနဲ့ခင်ပြီးကြိုတာခံရတဲ့အထိစိတ်ထားကောင်းလို့ချီကျူးခံနေရတဲ့ခိုင်နှင်းကြီးအမျိုးသားကိုခံနိုင် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ခင်မှာတထေးဖြစ်ဖို့လွယ်ကောင်းလွယ်နိုင်ပေမဲ့ကောင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဒါအပြင်ဝန်ထမ်းတွေကပါအသေးနှလုံးထဲကနေချစ်ခင်ရတဲ့အလို့ရှင်တယောက်ဖြစ်ဖို့ဆိုတာကတော့တော်တော်လေးကိုခက်ခဲတဲ့ကိစ္စတစ်ခုပါပဲပတ်စံရှိုံနဲ့ဝယ်ယူလို့မရနိုင်တဲ့အရာကတော့မေတ္တာတရားနဲ့လေးစားမှုပဲဖြစ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီအရာနှစ်ခုလုံးကိုပိုင်ဆိုင်ထားကြောင်းတသက်ပြောင်းလိုက် က်တဲ့သူတယောက်အကြောင်းကိုပြပြချင်ပါတယ်။သူကတော့ပရိသတ်ချစ်တဲ့မင်းသမီးကြီးခိုင်သိန်းကြီးရဲ့ခင်ပွန်းစန်တီထားဦးရဲ့ဖြစ်ဖြစ်ကိုခန့်နိုင်မဖြစ်ပါတယ်။လက်တလုံးလူမှုကွန်ရက်အစာမျက်နှာတွေထက်မှာဗီဒီယိုဖိုင်လေးတစ်ခုပြန့်နှံ့နေပါတယ်။အဲ့ဒါကတော့နှစ်အတော်ကြာထိမ့်သိမ်းခံထားရကနေပြန်လည်လွတ်မြောက်လာတဲ့ကိုခန့်နိုင်ရဲ့စက်ယုံကိုပြန်ရောက်လာတဲ့မြင်ကွင်းမှာပဲ ထူးခြားတာကသူပြန်ရောက်လာချိန်မှာဝန်ထမ်းတွေကရိုးရိုးတန်းတန်းလက်ခုပ်တီးကြိုးစိုးတာမျိုးမဟုတ်ပါဘူး။ကိုခန့်နိုင်ရှောက်မဲ့လမ်းတစ်လျှောက်မှာပန်းတွေခင်းပုတ်ပုတ်တွေကျင်းစီပေါ်လက်လာပါတွေတိုးပွားစေတဲ့အောင်တပြေပန်းတွေကိုခိုင်ဆောင်ပြီးတော့တုံတုံဖြတ်ဖြတ်ကြိုးစိုးခဲ့ကြတာပါ။ ။တဟာအမိန်ပေးလို့လုံးရတဲ့ဟန်ပြသက်သက်ကြိုးစုံမှုမျိုးမဟုတ်ပဲဝန်ထမ်းတွေရဲ့မျက်နှာပေါ်ကအပြုံးတွေကိုကြည့်လိုက်တာနဲ့တင်တကယ်ကိုဝမ်းသာပီတိဖြစ်နေကြတယ်ဆိုတာအထင်သာမြင်နေရပါတယ်။ဘုမလင်လေးပြောရရင်လက်ရှိကာလဇီဝိုင်းလောကမှာအလုရှင်နဲ့အလုသမားဆက်ဆံရေးတွေအများကြီးပြည့်စည်နေကြတာတွေ့ရတတ်ပါတယ်။အလုရှင်ကလည်းဝန်ထမ်းစီကလှုပ်အားကိုပဲညှစ်ထုတ်ခြင်းနဲ့တန်ရာတန်ကြီးမပေးခြင်းဘူး။ဝန်ထမ်းဘက်ကလည်းအခွင့်အရေးရရင်ရတယ်လို့ခိုကက်ခြင်းကြတယ်။ဒီလိုကြောင့်သူတို့ကြွတ်တကူဆက်ဆံရေးမျိုးတွေကြမှာ ှာကိုခန့်နိုင်ရဲ့စက်ယုံကတော့ရှားပါးတဲ့ဥပမာတစ်ခုဖြစ်နေပါတယ် ကိုကန်းနိုင်ငံဝန်ထမ်းတွေကိုအောက်လက်ငယ်သားတွေလိုသဘောမချပဲကိုရဲ့ဆွေမျိုးသားချင်းကြီးကိုမောင်နှမတွေလိုဆက်ဆံခဲ့ရဲဆိုတာဒီဗီဒီယိုဖိုင်ကသက်သေပြနေပါတယ်။မြစ်တာဆိုတာအသွားပြန်ရှိတယ်ဆိုတဲ့စကားတိုင်းမှာပဲသူကဝန်ထမ်းတွေပေါ်မှာစေတနာထားခဲ့လို့ဝန်ထမ်းတွေကလည်းအခုလိုအလေးထားပြီးတော့ပြန်လည်ဆက်ဆံကြတာဖြစ်ပါတယ်။ဒီအချက်ကိုပို့ပြီးတော့ထင်ရှားစေတဲ့သက်တွေတခုရှိပါသေးတယ်။ကိုကန်းနိုင်ထိမ့်သိမ့်ခံထားရတဲ့သုံးနှစ်တာကာလအတွင်းမှာမခိုင်လေးခေါ်ခိုင်သိန်းကြီးနဲ့သမီးလေးစန်ထိတ်ထားဦးတို့သားမီးနှစ်ယောက်ထဲစီပွားရေးလုပ်ငန်းတွေကို စည်းခဲ့ရပါတယ်။အိမ်တော်ဦးစီးယောက်ျားသားတယောက်မရှိတဲ့အချိန်မှာစီးပွားရေးတွေစက်တဲနေတဲ့အချိန်မှာလုပ်ငန်းတစ်ခုမပြိုလဲအောင်ထိန်းသိမ်းထားနိုင်ဖို့ဆိုတာဝန်ထမ်းတွေရဲ့တစ္ဆာရှိမှုမပါရင်ဘလို့မှမဖြစ်နိုင်ပါဘူး။ဝန်ထမ်းတွေအနေနဲ့တတိမရှိတော့လုပ်ငန်းကိုပြစ်သွားတာမျိုးမတမာမှုလုပ်တာမျိုးတွေမလုပ်ခဲ့ကြပါဘူး။ဒါကဘာကြောင့်လဲဆိုတော့သူတို့ရဲ့တတိပုံမှာထားတဲ့တန်ရုံးစဉ်အကြောင်းပါပဲ။ ငါတို့ဆရာသမားမရှိခိုင်ငါတို့ကပဲဒီမိသားစုကိုပြန်ကူညီမှဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးဝန်ထမ်းတွေမှာဝင်လာအောင်ကိုခက်နိုင်ကသူ့ရဲ့စိတ်ထားကမှုနဲ့တင်းတွင်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မခန့်လေးတို့သားမိတွေဒီကာလကိုကြံ့ကြံ့ခံဖြတ်ကျော်နိုင်ခဲ့တာဟာကိုခက်နိုင်ရဲ့အတိတ်ကစိုက်ပျိုးခဲ့တဲ့မြစ်တာအသီးအပွင့်တွေလို့ဆိုရင်လည်းမမှားပါဘူး။ကိုခက်နိုင်ဟာလောဘသာစီးပွားရေးသမားတစ်ယောက်မဟုတ်ဘဲလူသားဆန်တဲ့စိတ်နှလုံးပိုင်ရှင်တစ်ယောက်ဆိုတာအားလုံးလက်ခံသွားကြပါပြီ။ ပရိသတ်တွေကလည်းအေးချမ်းသာရပြီးတော့စိတ်ထားကောင်းကြတဲ့ဒီမိသားစုလေးကိုကြည့်ပြီးတော့လေးစားအားကျနေကြပါတယ်။ကဲပရိသတ်ကြီး၊ပန်းခင်းလန်းနဲ့ကြိုးစိုးခံရတဲ့ကိုခန့်နိုင်နဲ့ဝန်ထမ်းတွေရဲ့ကြည်နူးစရာအမြင်ကွင်းလေးကိုကြည့်ပြီးတော့ဘလို့မြင်မိကြလဲ။အလို့ရှင်ကောင်းဆိုတာဒီလိုမျိုးပါလားလို့တွေးမိကြလောင်။ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရောဒီလိုစိတ်ထားကောင်းတဲ့အလို့ရှင်မျိုးတွေရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။